ဥမာလက်ထပ်ပြီးတော့ယောက်ျားရဲ့အိမ်ကိုလိုက်သွားတဲ့အမျိုးသမီးဆိုပြီးတော့အတိပေးရတယ်ပေါ့နော်ဥမာအိုယိုမဲဆန်လို့ခေါ်တာမျိုးပေါ့အဲ့တော့ကကြတော့မုစုကုနိုဆုမဆိုလို့ရှိရင်တားရဲ့ဇနီးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်နော်ချွေးမဆိုပြီးတော့သုံးတာလေညံပါလေသုံးတဲ့ခန်းကြီးလေးပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ဒီစီစကလုံးလေးကိုပဲအဲ တကယ်လို့ဟိုးရင်တော့စကလုံးအနေနဲ့သုံးမယ်ဆိုလို့ရှိရင်တော့ဘယ်လိုသုံးလဲဆိုတော့ခိုဖူးနာအီခါတာဆိုလို့ရှိရင်တော့တူချူဂူလို့သုံးတာပေါ့နော်တူချူဂူဆိုတာကတော့လက်ထက်သီးဆိုတာအခုဆိုလို့ရှိရင်တော့ခက်ကွန်ဆိုလို့ဆိုပြီးတော့သုံးတယ်ဆိုရင်လည်းဟိုးရင်တော့ဆိုလို့ရှိရင်တူချူဂူဆိုပြီးတော့လည်းအသုံးပြုလေပေါ့နော်အဲဆိုရင်သူ့ရဲ့ဒိုးရှိတာတူချူဂူပေါ့အဲတော့တူချူဂူရဲ့လေးပုံပေါ့နော်ဝါချလေးကိုဖတ်ကြည့်မယ်ဆိုရင်ခါနိုဂျောဝါတူခုခါနာတဲ့တာတူချီနီ တို့ついたဆိုလို့ရှင်သူမကဒီဝေးလံတဲ့နေရာကိုပေါ့နော်ဝေးဆုံးနေရာထိထွက်ပါသွားပြီးတော့အဲ့ဒီမှာသွားပြီးတော့ပြောမယ်ဆိုလို့ရှင်เนาะလက်ထက်လက်ထက်ခဲ့ပေါ့နော်လက်ထက်တဲ့တို့ကြောင့်ပြောင်းရွှေ့ခဲ့ဆိုရဲ့အဓိပ္ပာယ်မျိုး ਨੇ အသုံးပြုထားပါเนาะ昔は新米そろって同じ村に嫁ぐのが普通だった。ねのはそうしん、え、二馬にこの送送にににね寝ぴろぼの、途にれ地岩まで立ってそうだが、ぽんまん、老幼老僧とこ出てそうぴろ。 ရေးထားတာပေါ့နော်အဲဆိုလို့ရှိရင်ဒီစကလုံးလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ရောမဲဆိုပြီးတန်ထွက်တာဖြစ်တဲ့အတွက်ကြောင့်မလို့တခြားစကလုံးလေးတွေကိုလေ့လာမယ်ဆိုရင်ဆွမ်းနာပြောသလိုအိုယောမဲဆန်အိုယောမဲဆန်အိုယောမဲဆန်ဆိုတာကကြတော့လက်ထပ်ပြီးတော့ယောက်ျားရဲ့အိမ်ကိုဝင်သွားတယ်လိုက်သွားတယ်မိကလေးမျိုးသမီးကိုဖြောတာပေါ့နော်နော်ဝကြလေးနဲ့တွေ့ပြီးတော့လေ့လာကြည့်မယ်ဆိုလို့ရှိရင်ရှောတန်ကရာစားရှိအိုယောမင်းစာနိဓာရီတိုင်းအနာကမှာဆိုလို့ရှိရင်သဘောကောင်းတဲ့ဒီ အမျိုးသမီးဖြစ်ခြင်းနဲ့ပေါ့နော်ဒီချွေးမှဒါမှမဟုတ်လို့ရှိရင်ယောက်ျားစီကိုလိုက်သွားတယ်အမျိုးသမီးတယောက်အနေနဲ့စနီးစနီးတဲ့တယောက်အနေနဲ့ဖြစ်ခြင်းနဲ့အဲ့လိုပုံစံမျိုးနဲ့ရေးထားပေါ့နော်နောက်တစ်ခုကကြတော့ဟာနာယောမေဟာနာယောမေဟာနာယောမေဆိုတာကကြတော့မင်္ဂလာပွဲတွေပါတယ်မှာအဲလက်ထပ်ပြီးမင်္ဂလာပွဲနဲ့ လက်ထပ်ပြီးတို့သမီးဆိုတဲ့ပုံစံမျိုးပြောတာပေါ့နော်ဟာနာယိုမေစုကတာကတို့သမီးဥစကုရှိကတာဆိုလို့ရှိရင်ဒီတို့သမီးရဲ့ပုံစံအောင်ကြည့်ရအရန်ဟိုမှာလာပါလုံးနဲ့လို့ပြောတာပေါ့နော်နောက်တစ်ခုကကြတော့ယိုမေအီဒီယိုမေအီဒီယိုမေအီဒီဆိုတာကကြတော့လက်ထပ်ပြီးတော့ယောက်ျားရဲ့အိမ်ကိုစပြီးတော့ဝင်နေစပြီးတော့လိုက်သွားတဲ့အမျိုးသမီးကိုယိုမေအီဒီလို့ခေါ်တာပေါ့နော်အားနေတော့ယိုမေအီဒီတော့ဂျွန်ဘီတဲ့အီရဲ့ကနီကီယာကတာဆိုရင်အမရဲ့ဒီသူ့ရဲ့အမျိုးသားအိမ်ကိုလိုက်သွားမယ့် ပြင်ဆင်မှုတွေပေါ့နော်အဲ့ဒီအတွက်အိမ်ရလုံးဝကိုစီလာတိုင်မြိုင်နေရေပေါ့နော်အခုနောက်တစ်ခုလေးလာမယ်စကလုံးလေးရကြတော့မုကိုပေါ့နော်မုကိုသူကတမတမဆိုတဲ့ခန်းကြီးလေးပေါ့နော်သူကဆေးဆိုပြီးတော့လေအပန်ထွက်တယ်ပေါ့နော်ဒါမဲ့အញ្ញိုင်းတော့တိတ်မတော့ပေါ့နော်တိတ်ပဲကခက်ခွန်းရှိတဲ့စွမ်းမလို့ရင်းနေဟိုက်တို့ဒါစီပေါ့နော်အဲ့လက်ထပ်ပြီးတော့မင်းအမျိုးသမီးနဲ့အတူတူအဲ့အိမ်သွားရဲ့ဒီယောက်ျားလေးပြောတာတမတ်ပေါ့နော်အဲ့တော့သူကိုဝါချလီနဲ့တွေ့ပြီးတော့လိလာကြည့်မယ်ဆိုရင် 彼は地主の娘と結婚し、無垢に入った。အဲ့တော့ဆိုလို့ရှိရင်ဒီဒီမြေပိုင်ရှင်ပေါ့နော်မြေပိုင်ရှင်ရဲ့သမီးနဲ့လက်ထပ်ပြီးတော့သမတ်အရင်နဲ့ဝင်ရောက်ခဲ့တယ်ဆိုတဲ့အသေးပဲမျိုးနဲ့ရှင်းထားပါတော့။အဲ့တော့သူကဒီစေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျော်စေးဆိုလို့ရှိရင်သူ့ရဲ့အသေးပဲကသမတ်ဆိုပြီးတော့အသေးပဲရတာပေါ့နော်။အဲ့တော့ဝင်ကြလေးနဲ့တွေ့ပြီးတော့လေးလာမယ်ဆိုလို့ရှိရင်တော့မုကုမုကုဆိုရင်သမတ် လစ်ပနာမှုကိုမူရတဲ့မျိုးရှင်ဝအန်ရှင်စတေတို့အရှင်ဟောမှာအာခန္ဓာမြင့်မြတ်တဲ့ပုံစံမျိုးပေါ့နော်။ကောင်းမွန်တဲ့တမကိုရပြီးတော့မိဘတွေကစိတ်ချလက်ချဖြစ်နေဆိုတဲ့ပုံစံမျိုးပေါ့နော်။နောက်တစ်ခုကကြတော့မုကုယောရှိမုကုယောရှိမုကုယောရှိဆိုတာလေဒါတမပါပဲပေါ့နော်။တမပါပဲ။အဲတော့ခါကျော်အို စကိကစေတူခမယ်နိမူကိုရရှိဖို့မူခရတာအိမ်ရဲ့လုပ်ငန်းတာဝန်တွေကိုလွှဲပြောင်းပေးဖို့အတွက်ပေါ့နော်ဒါတမန်ကိုကျိုးစုခဲ့ဆိုတဲ့ပုံစံမျိုးခြေထားပေါ့နော်နောက်တစ်ခုဟာနာမူကိုဟာနာမူကိုတရူတာတရူတာပေါ့နော်ဟာနာမူကိုကတကိရှင်းဒုစကတာတဲ့ခင်ကျော်している。တရူတာဆိုလို့ရှိရင်ဒီတရူတာဝတ်ဆောင်ပေါ့နော်နောက်တိုင်းဝတ်ဆောင်ကိုဝတ်ထားတယ်ဝတ်ထားပြီးတော့လောကကိုခင်ကျော်ပေါ့နော်စိတ်လှုပ်ရှားနေတယ်ဆိုတော့တရူတာရဲ့ပုံစံအနေထားကိုပြောထားတယ်ဝတ်ကြလေးဖြစ်ပါတယ်။ နောက်တစ်ခုကကြတော့အပူလေးလာမယ်ဆိုတော့ဘာလဲကြတော့အတန်ထွက်ကအင်းဆိုပြီးတော့အတန်ထွက်တာပေါ့နော် နောက်ခုကသူ့အကြောင်းအထိပ္ပယ်နှစ်မျိုးရှိတာပေါ့နော်ဖူချီလို့လည်းခေါ်တယ်အင်းလို့ခေါ်တယ်ပေါ့နော်အဲ့တော့သူ့ကို အဓိပ္ပာယ်ကိုနှစ်မျိုးဖွဲ့ပြီးလေ့လာမယ်ဆိုရင်ပထမအဓိပ္ပာယ်တစ်မျိုး ਨੇ ဒီ in ဆိုတဲ့အဓိပ္ပာယ်ကဘာပြောလဲဆိုတော့ hit to hit နော်မစူဘီကာကယ်ခံခေပေါ့နော်ဒါတော့လူတစ်ယောက်နဲ့တစ်ယောက်နဲ့ချိန်ဆက်တွေ့ဆုံမှုဆိုတဲ့ပုံစံမျိုးပတ်သက်ဆက်နွယ်မှုစနာကာရီဆိုတဲ့ပုံစံမျိုးမှာလည်းအတုံးဖြစ်ရပေါ့နော်အဲ့တော့နင်ကင်ကင်ကတကိပတနာပေါ်နီပိုကေရမေကူအဝါဆေရမုတ်စုဘီတစကီပရပိုဆာမျိုးမှာလည်းတော့ねအဲဒီလူတွေနဲ့ပတ်သက်ဆက်နွယ်မှုတွေတကိကိုတို့အဖြစ်အပျက်တွေမှာ ရှိတယ်ဥပမာမေဂူရီအန်ဝါဆေဆိုတာကကြမဖန်ပြီးတွေ့ဆုံလာတွေ့ကြုံလာရဲ့တို့အဲ့လိုပုံစံမျိုးမူတူဘီတူကီပေါ့နော်ချိတ်ဆက်တဲ့ပေါ့ဆိုတဲ့အဲ့လိုပုံစံမျိုးတွေမှာလည်းအတုံးဖြူတဲ့အိဗေရတဲ့ခန်းချီလေးပေါ့နော်နောက်တစ်ခုအိဗေရပါမယ်ဆိုတော့ဒီပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့တောင်းတာပေါ့နော်ဖူချီလို့ခေါ်ရပေါ့နော်အော်မိုနိုနော့ဟာရှိတော့မယ်ဆိုလို့ရှိရင်ပစ္စည်းတွေရဲ့အစုံတို့အစုံအဖျားတို့နှစ်ခမ်းတို့ပေါင်းတို့အဲ့လိုပုံစံမျိုးနေရာမှာလေအတုံးဖြူရဲ့ပေါ့နော်အဲ့တော့ဥပမာအပြပြောမယ်ဆိုရင်အင်ဂါဝါတို့ပေါ့ ပြီးခါကျအစားရနောင်အင်းအစားရနောင်ဖူချီပေါ့နော်အစားရနောင်ဖူချီလို့လို့ပုံစံမျိုးမှာတော့ပြီးရတာဆိုလို့ရှိရင်အစားရနောင်ဖူချီဆိုရင်ပကံရဲ့ဒီအကုအနာအဝိုင်းပြောတာမျိုးပေါ့နော်အဲ့လိုပုံစံနဲ့တောင်းတယ်ပေါ့နော်ဒီတော့ဒိုးရှိအနေနဲ့ကြည့်မယ်ဆိုရင်ဒီစကလုံးကဒိုးရှိမရှိဘူးဒိုးရှိအနေနဲ့တောင်းချင်တယ်ဆိုလို့ရှိရင်တော့ဥပမာဘလူးစကလုံးလေးတောင်းမယ်ဆိုတော့အင်ကအာရုဆိုလို့ရှိရင်လောမှာပူဇာရှိတယ်တွေ့ဆုံး တွေ့ဆုံမှုရှိတဲ့အခါကျမှရှိတယ်လို့ပုံစံမျိုးပေါ့နော်အဲမို့မှုစုဆိုလို့ရှိရင်လောကကိုချိန်ဆက်ပြတ်ဖက်အောင်လုပ်တယ်အဲဆိုတဲ့ပုံစံမျိုးပတ်သက်စတဲ့မှုချိန်ဆက်တဲ့ဆိုတဲ့ပုံစံမျိုးကိုနောက်ကအဲကိုခီးလို့ဆိုလို့ရှိရင်ပတ်သက်စတဲ့မှုဖြတ်တောက်တဲ့ဆိုတဲ့ပုံစံမျိုးတွေနေရာမှာအတော်ပြတာပေါ့နော်ဘဝကြောင့်လည်းဒီဗီဒီယိုလာမယ်ဆိုလို့ရှိရင်ခါရီတို့ကမုကရှိကရအင်ကအာဒူရောတာဆိုရင်သူကသူနဲ့ဆိုလို့ရှိရင်တော့ဟိုရှင်နေကဒီပြောမစဖူးဆောက်ပါလာခဲ့တဲ့ပုံမဲဆိုတဲ့ပုံစံမျိုးနဲ့အတော်ပြတာပေါ့နော်အတားရှိရှိပေါ်တော့သူရောကြီး အင်းကအာဒီမတ်စယောနီဆိုလို့ရှိရင်ကောင်းမွန်တဲ့အလုပ်တွေပေါ့နော်ဒီအလုပ်အသစ်မှာကောင်းမွန်တဲ့ကံတရားတွေရှိလာပါစေဆိုပြီးဆုတောင်းတာမျိုးပေါ့နော်နောက်တစ်ခုကကြတော့အခုအင်းကိုထာချီခီဒူကဲဆိုရို့ရှိမှစတာဆိုလို့ရှိရင်ဒီမကောင်းတဲ့ကံတရားဒါပေမဲ့မကောင်းတဲ့ပတ်သက်ဆက်နေမှုတွေကိုဖြတ်တောက်ဖြစ်ဖို့ရည်ဒီပြဆုံးဖြဲချခဲ့တယ်ဆိုတဲ့ပုံစံမျိုးနေရာမှာအတောင်ပြတာပေါ့နော်အဲဆိုလို့ရှိရင်သူ့ရဲ့အတန်အတွက်လေးနေလိုက်ပြီးတော့ မကြလေးနဲ့တွဲပြီးပြလာခြင်းမဆိုလို့ရှိရင်အင်းအင်းအင်းဆိုတော့နာပြောတော့မေဂူရီအဝါစေချနာကဒီပြောတာပေါ့နော်အဲတော့ဂူဇန်တော့တရားကြီးကဂျင်းစင်မဟုတ်ခင်မအင်းညတ်တာအမမတင်ပြဆိုမှုကလူဘဝရဲ့ကြီးမားတဲ့ဥစ္စာတွေခုနေနဲ့ပြဆိုမှုခုနေနဲ့ဖြစ်ခဲ့ရပေါ့နော် ်တစ်ခုနဲ့နာမည်ဆိုတော့လုံးလိုက်တာကြတော့အင်ဂီအင်ဂီအင်ဂီဆိုတာကြတော့နမိတ်ပြတာမျိုးပြောတာပေါ့နော်ဥမာကံကောင်းတာဆိုတာတစ်ခုဖြစ်ဖို့အတွက်အဖြစ်ပြတစ်ခုဥမာပလင်းကွဲသွားတာတော့တပုံချကွဲသွားတာတော့ဒီချိုးသွားတာအဲ့လိုပုံစံမျိုးပဲအဲ့ဒီဟာကိုအင်ဂီလို့ခေါ်တာပေါ့နော် နော်အာစာနီခူလို့နဲ့ကိုမီတူတူအင်ကီကရောဤတူဒီပါတယ်တေးမတ်မနက်ပိုင်းအစိုးရမှာကြောင်မဲကိုမြင်လို့ရှိရင်ဒီနမိတ်ကောင်းတယ်ပေါ့နော်အဖြစ်ပေါ်လာတဲ့ကန်တရာနမိတ်ဒီကောင်းတယ်ဆိုတဲ့ပုံစံမျိုးလေးရေးထားပါပေါ့နော်နောက်တစ်ခုကကြာတော့အင်မူစုပိအင်မူစုပိအင်မူစုပိဆိုတဲ့တွေကကြာတော့အာဒီကန်တရာကိုကောင်းမွန်တဲ့ဟာကိုချိတ်ဆက်တာမျိုးကိုပြောတာပေါ့နော်အဲ့တော့ကျော်ဤဟိတိုကောင်းတဲ့လူတွေနဲ့တွေ့ရရောဤတဲ့အားဤကောင်းမွန်တဲ့တွေ့ဆုံမှုတွေဖြစ်တဲ့ခေကွန်ကိုမစုဘူး မင်္ဂလာစာဖို့အတွက်ကိုချိန်ဆက်တာမျိုးဘလို့ပုံစံမျိုးမှလည်းအင်းအောင်မဆူပြီးဆိုပြီးတော့အတုံးဖြူတာပေါ့နော်။ကိုနိုချင်းချာကအဲမူဆူပြီးနော်ဂိုလီယခီတဲ့ယူနေတာဒီချင်းချာဆိုလို့ရှိရင်ပေါ့နော်။လောကအဲမူဆူပြီးဒီလိုမျိုးတောင်းနေတောင်းနေကန်ချင်းကိုချိန်ဆက်တာတို့ဘာလို့အတွက်ကိုအရန်အောင်အချိုးမြတ်များစီလေဆိုပြီးနာမည်ကြီးတဲ့ဂျင်ဂျာဖြစ်တဲ့ဆိုပြီးရေးထားပါတော့နောက်တစ်ခုကကြတော့ kids in kids in ဆိုတာကြတော့သူက feedback တော်ဆောင်မှုကိုပြောတာပေါ့နော် တော့ခေတ်စဉ်ကနောက်ထပ်တဲ့မခါစုပ်ကိုယောဂနိခံချတဲ့ဤလိုဆိုလို့ရှိရင်တွေ့သားတော်ဆောင်မှုမရှိပေမဲ့လည်းကိုယ့်ရဲ့မိသားစုကိုခံစားရရင်ဆိုရဲပုံစံမျိုးအများအားမှာအတော်ပြုထားဖြစ်ပါရဲ့နာမည်စကားလုံးလေးရကြတော့စိတ်ကိဆိုပြီးတော့အတန်ထုတ်ရစကားလုံးလေးပေါ့နော်သူရဲ့အထိပ်တွေကကြတော့ခေတ်စဉ်ပေါ့နော်တွေ့သားတော်ဆောင်မှုအမဟုတ်ကုန်းအင်ခံကေပေါ့နော်ဒီလက်ထက်ချင်းကနေပြီးတော့ပက်ကဆန်မှုမျိုးဆိုတဲ့အထိပ်တွေမျိုးကြတော့ပေါ့နော်သူကတစ်လုံးနဲ့ရည်တည်မှုကမဖြစ်နိုင်တဲ့ကြောင့်မလို့တခြားစိတ်လူတွေနဲ့ပေါင်းဆက်ပြီးတော့အသုံးပြုတာ မျိုးပေါ့နော်အဲ့တော့ပုံမှာဆိုလို့ရှိရင်ရှင်းစက်ဖြစ်ရှင်းစက်ဖြစ်ဆိုလို့ရှိရင်တော်တော်များများတော့ရှင်းစက်ဖြစ်ဆိုဆွေမျိုးပေါ့နော်အဲ့တော့သူကခိုးရင်ဖြစ်တည်တော့တော့သူ့ရဲ့အတိတ်ကိုတော့မဆိုလို့ရှိရင်ခန္ဓာရှင်ကိုဝမ်းနေနေလို့ကိုကိုလိုအီတာမဲလို့ပေါ့နော်စိတ်တိုင်းနာကျင်ထိခိုက်စီလို့ဆိုတဲ့ပုံစံမျိုးတွေမှာအသုံးပြုရဆိုရင်လည်းအခုလိုလုံးဝမသုံးတော့ဘူးရှင်းစက်ဖြစ်ဆိုတဲ့ဒီလိုမျိုးပတ်သက်စမှုဆိုတဲ့ပုံစံမျိုးမှာလည်းအသုံးပြုရတယ်ပေါ့နော်အဲ့တော့သူ့မှာဆိုလို့ရှိရင်သူ စိတ်ခိဆိုပြီးတန်ထတာပြည်သူကြောင့်60စက္ကန့်လုံးနေနေတွေ့ဆက်ပြီးတော့လေ့လာကြည့်မှာပေါ့နော်အမှောင်ဆုံးကရှင်းစိတ်ခိရှင်းစိတ်ခိဆွေမျိုးဘူရောကစမြဝရှင်စိတ်ကဆမတေရှုကိုကြည့်လို့ဆိုလို့ဒီဒီနှစ်တည်းနှစ်တည်းရတိကလာပါတည်းရနေလာမှာဆိုလို့ရှိရင်ဆွေမျိုးတွေအကုန်စုပြီးတော့စားပေါက်ကြရဲဆိုပြီးပုံစံမျိုးရေးထားပါတော့နောက်တစ်ခုကဂိုင်းစိတ်ခိဂိုင်းစိတ်ခိဂိုင်းစိတ်ခိဆိုတဲ့အတိပဲကဥမာဆိုလို့ရှိရင်ဒီအာနာရှိတဲ့ပုဂ္ဂိုလ်ပေါ့နော်အာနာရှိတဲ့ပုဂ္ဂိုလ်ရဲ့မိဘ မိဘပတ်မိဘရဲ့မိသားစုတွေကိုပြောတာပေါ့နော်အဲတော့ဝကြလေးတွေပြီးလေ့လာချင်းနေဆိုရင်ခါရီကတဲနိုးနော်ခိုင်စင်းပြီးတဲစေဂျီနီခါကဝါကဆိုလို့ရှိရင်သူကတဲနိုးဆိုတာကအီဂရစ်ဘိန်ကိုပြောတာပေါ့နော်အဲတော့ဘိန်ရဲ့ဒီမိဘဘက်ကနေပြောဆိုနေတော့ဆက်သူမိဘမိသားစုအနေနဲ့နိုင်ငံရေးတွေမှာဝင်ရောက်ပါဝင်ပတ်သက်ခဲ့တဲ့ဆိုတဲ့ပုံစံမျိုးနဲ့တောင်းတထားပါပေါ့နော်နောက်တစ်ခုကကြတော့ခင်းစက်ခင်းစက်ခင်းစက်ဆိုတာကြတော့ ်တွေ့တာနိစက်တဲ့ဆိုမျိုးတွေပေါ့နော်ဆွေမျိုးရင်းချတွေ့တာနိစက်တဲ့ဆိုမျိုးတွေပြောတာနာခုနာတာဆိုဖို့ပေါ့နော်နာခုနာတာဆိုဖို့နော်ဆိုရှိခင်းနိခင်းစကိပါအဆုမတာကွယ်လွန်သွားတဲ့ဒီအခွားရေပေါ့နော်အကွာရဲ့ဒီအတုပအဖျံသားမှာဆိုလို့ရှိရင်ဆွေမျိုးရင်းဆွေမျိုးရင်းချာဒီကုန်းလုံးလာရောက်ကြတဲ့ဆွေအထိပ်ပဲမျိုးပေါ့နော်ဆွေမျိုးမျိုးစတဲ့ကုန်းလုံးလာရောက်ကြတယ်။ဘာလို့လဲတော့ကအင်းစိတ်ခိ insecurity insecurity ဆိုတာကကြတော့လက်ထပ်လိုက်တဲ့အတွက်ကြောင့်မလို့ over the the over မိသားစုဒီပဲမိသားစုဆွေမျိုးတွေတိုးပွားရတယ်ဆိုတဲ့ပုံစံမျိုးကို insecurity ကိုခေါ်တာပေါ့နော်ပြောမှဆိုလို့ရှိရင် high risk တော့အဲခါဆိုခုနာပေါ့နော်အဲ click ခုရှိတဲ့တိုးခုနော် insecurity ကဖူရတာဆိုလို့ရှိရင်လက်ထပ်လိုက်ပြီးတော့ဆွေမျိုးတွေအများကြီးတိုးလာတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပုံပြထားဖြစ်ပါတယ်အဲဆိုနောက်ထပ်တစ်မှာတော့ကြည့်ချင်မှာနော် အခုလည်းလာမယ့်စကားလုံးလေးရကြတော့ဒီခဲဆိုပြီးတော့တန်ထွက်တဲ့စကားလုံးလေးပေါ့နော်သူရဲ့အတိတ်ကကြတော့ချနာကလေးချိန်ဆမှုကိုပြောတာပေါ့နော်ခဲလေးဆိုဒီဖြစ်စဉ်အကြောင်းညာဆိုင်ကပတ်သက်စမြုံမှုတွေကန်ခေနနာကလေးတွေကိုပြောတာပေါ့နော်နောက်တစ်ခုသူရဲ့အတိတ်ကဘွန်လူကြီးကခတိကိုဒီမျိုးခဲဒီဘလူးကိုခဲတူပေါ့နော်အဖွဲလေးဖြစ်ပြီးဒီအမျိုးသားအုပ်စုတွေပဲဖြစ်ဖြစ်အဲ့လိုဟာလေးရဲ့ခဲတူအဲ့ဒီဟာလေးနဲ့ပတ်သက်စမြုံမှုတွေပေါ့နော်အဲ့တော့ကဒီ kids and ပေါ့နော်ဒေတာတိုးဆမှုလေးခါခဲ့ ဒီပါမိသားစုဆိုင်ရာပတ်သက်စမဲ့မှုတွေအဲချီစုကြည့်မျိုးနဲ့ဆိုင်တာပေါ့နော်ချီစုကြည့်မျိုးနဲ့ ဆိုင်ရာပတ်သက်စနေလေးအဲ့လိုမျိုးအသေးပေးရတဲ့ဟာပေါ့နော်ပြောမယ်ဆိုလို့လက်မှတ်မယ်ဆိုရင်စနာကာဒီလို့စနာကာဒီဆိုပြီးမှတ်ထားရကြပြီပေါ့နော်အဲ့တော့တယောက်တစ်ယောက်ထည့်ရတဲ့နိုင်ငံမျိုးတွေမရှိတဲ့ကြောင့်တခြားစကလုံးတွေသွားပြီးတွေ့ရပေါ့နော်အဲ့တော့ခါခဲပြမောင်းဆုံးလေးလာမှာခါခဲခါခဲဆိုတာကြတော့စနာကာဒီလိုမိသားစုပတ်သက်စနေမျိုးတွေတွေ့ရပေါ့နော်ခါတွေကမရှိတော့ခါခဲနေဥမာလေမရှိတာသူကဒီစာမန်တိုင်းသားဆိုတာဒီလိုမျိုးပါလာတယ်ဘာမှမိသားစုပတ်သက်ပတ်သက်စနေမျိုးတွေတွေ့ရဆိုတာဒီပါလာတယ်ဆိုတဲ့အဖြစ်ပေါ့နော်တော့ဒါပေါ့နော်နောက်တစ်ခုကကြတော့ kelitz 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 ဆိုတဲ့ဟာကကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ပတ်သက်ဆက်နွယ်နေတဲ့ company ဒါမှမဟုတ် social key အခွင့်အရေးတစ်ခုကိုပြောတာပေါ့နော်အဲ့တော့ဒီဝင်ကြလေးနဲ့ပြောပြီးလေ့လာမယ်ဆိုရင် economy ဝ order key ကို no kelitz နဲ့ဟာတဲ့အီလို့ဆိုရင် design က order ဆိုတာကျတော့လုံးဝကြီးမားတဲ့ company ပေါ့နော်ကြီးမားတဲ့ဒီ young company အဆိုကြီးတွေကနေပြီးတော့မှပတ်သက်ဆက်နွယ်နေတဲ့ company ကိုတစ်ခုဖြစ်တယ်ဆိုရင်ပုံစံမျိုး ကွန်မြူနတီဖြစ်တယ်ဆိုပြီးပုံစံမျိုးနဲ့တွန်းထားပါတော့။အဲဘာသာရဲ့နှမျိုးပေါ်တော့ဘွန်ခဲနဲ့လိခဲလိလာစီနေဆိုရင်ဘွန်ခဲဆိုတာကျတော့သူကများတော့အဖြစ်ဒီစီးပွားရေးပိုင်းဆိုင်မှာခဲဆိုင်သွားပို့ပြီးတော့ခါကျတော့ဒီ human ပေါ့နော် human လူတွေနဲ့တက်ဆိုင်နေတဲ့ဒီချင်းဘုံကကူပေါ်တော့စာပေပိုင်းဆိုင်ရာတွေကျိုးဤဖူကကူတို့ပညာရေးပိုင်းဆိုင်ရာဟိုကကူဥပဒေပိုင်းဆိုင်ရာဂိုင်းဖူကူကိုနိုင်ငံခြားဘာသာဘာသာရေးဆိုင်ရာ ဒီစကလုံးမေစာပေတွေကိုလေ့လာတာကို boom case ဆိုပြီးပြောတာပေါ့နော် leak case ဆိုပြီးပါပါရက်ကကြတော့ဒီတိတ်ပံပိုင်းဆိုင်ရာကိုလေ့လာသူကကြတော့ eager ခု save ပိုင်းဆိုင်ရာ yak ခုခုပေါ့နော်ဒီ save save ဆိုင်ရာစကလုံးတွေနော် no ခုဒီ site ပြည်တွေခိုးခုဒီဆောက်လုပ်ရေးပိုင်းဆိုင်ရာကြီးအဲ့လိုမျိုးတွေလေ့လာတဲ့ဟာကြတော့ leak ခုလို့ခေါ်တာပေါ့နော် ီစကလုံးလေးကကြတော့သူကအတန်တော့ကအင်းဆိုပြီးတော့တန်တော့တာပေါ့နော်သူ့ရဲ့အတိတ်ကပေါက်ဆက်ခြင်းဆိုတဲ့အတိတ်မျိုးတက်ရောက်တယ်ဥမာလက်ထက်တာပေါ့နော်လက်ထက်တာကြောင့်မလို့ပတ်သက်မှုလက်ထက်မှုကြောင့်မလို့ပတ်သက်လာခြင်းဆိုတဲ့အတိတ်မျိုးပေါ့နော်အာခေတ်စင်ပေါ့နော်ခေတ်စင်ဆိုတာကြတွေးတာတော်ဆက်မှုတက်ခဲ့တယ်ပေါ့နော်ခုတွေးတာတော်ဆက်မှုတစ်ခုလည်းမဟုတ်ဘဲနဲ့တောင်မှလက်ထက်တဲ့အတွက်ကြောင့်မလို့ပေါက်ဆက်လာမှုဆိုတဲ့အတိတ်မျိုးရတယ်ခံကြည့်နေပေါ့နော် ဲ့တော့ဒီခန်းကြီးလေးနဲ့ပတ်သက်ပြီးတော့စကားလုံးလေးနှလုံးကိုပဲဒီမှာဝါကြမပါတော့ဘောနော်နှလုံးကိုချက်မယ်ဆိုရင်ကွန်းအင်းကွန်းအင်းဆိုတာကြတော့အိမ်တော်ပြုတ်ခြင်းနောက်တစ်ခုက insecure 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 ဆိုတာတော်ဆက်မှုလက်ထပ်လိုက်တဲ့အတွက်ကြောင့်မလို့ဆွေမျိုးတွေတိုးပွားလာပြီးတော့တော်ဆက်လာတယ်အဲ့လိုပုံစံမျိုးဆိုလို့ရှိရင် insecure ဆိုပြီးတော့အတုံးပြုတ်ပါတယ် နောက်ထပ်လည်လာမယ်စကလုံးလေးကကြတော့ခွကြမပါဘူးပေါ့နော်သူကကြတော့ရှုခုဆိုပြီးတော့အတန်ထွက်တယ်ဆိုပေမဲ့အဲသူ့ကိုတုံးတာအများဆုံးကကြတော့ဥလီအတော်ဆိုပြီးတော့တုံးတာအများရယ်ပေါ့နော်အဲ့တော့ဒီရှုခုဆိုပြီးတော့အတန်ထွက်ပြီးတုံးမယ်ဆိုလို့ရှိရင်ရှုခုဖုလို့ပြောတာပေါ့နော်ရှုခုဖုဆိုလို့ရှိရင်ဥကြည့်ဥလေးပေါ့နော်ဥကြီးဆန်တော့ဘာလို့ဆိုရင်ခေါ်ရမျိုးပေါ့နော်အဲ့တော့ရှုခုပို့ဆိုလို့ရှိရင်အတော်ပြောတာပေါ့နော်အဲ့တော့အတော်ကြတော့ဘာဆိုပြီးတော့ အသုံးပြုတဲ့ဥပစာဆိုပြီးတော့အသုံးပြုလာမျိုးပေါ့နော်ကိုနောက်တစ်နေ့လာမယ်စကားလုံးလေးရကြတော့ဟခုဆိုပြီးတော့တန်ထွက်တဲ့စကားလုံးလေးပေါ့နော်အဲသူ့ရဲ့အထိပ္ပယ်ကပြောမယ်ဆိုလို့ရှင်တော့ဒီညီကိုမမလေးကကြီးတယ်သူဘာလို့ပြောတာပေါ့နော်ဥမာပါးရည်တယ်မှာဆိုလို့အကြီးဆုံးလို့ပါတော့အဲ့လိုမျိုးအထိပ္ပယ်ရတာမျိုးပေါ့နော်ကိုရဲ့ဥမာအဖေဆိုရင်အဖေအဖေရဲ့အကူပုံစံမျိုးအမေဆိုလည်းအမေရဲ့ အမပုံစံမျိုးအဲ့လိုမျိုးနည်းနည်းကြီးတဲ့ပုံစံမျိုးမှာအသုံးပြုတဲ့အတိတ်ပဲရတဲ့ခံကြည့်လေးပေါ့နောက်သူ့မှာဒိုရှိကိရိယာတော့မရှိဘူးအဲ့တော့ဒီမှာကတော့စကားလုံးလေးတွေပဲချက်သွားမယ်ပေါ့နော်ဝါချမထဲတော့ဘူးပေါ့နော်အဲ့တော့သူ့ကိုဒီဘယ်လိုနေရာမှာအသုံးပြုတယ်ဆိုတော့ဟာကူဖူဟာကူဖူဆိုလို့ရှိရင်သူကဒီအဖေရဲ့အကိုပေါ့နော်ဘာကြီးလို့ခေါ်မှာအဲ့အဲ့လိုမျိုးသုံးတယ်နောက်တစ်ခုကကြတော့ဟာကူရှုခုဟာကူရှုခုဟာကူရှုခုဆိုတာကြတော့အခုမှာ အခြေအတင်ပေါ့နော်အဆိုအခြေတွေကိုတင်သွင်းချက်ဆိုရင်အဆိုအခြေတင်သွင်းချက်တို့နောက်ကအခုရှုခုကိုမျိုးစားပွဲတို့ဟိုရှင်တော့အောင်တဲ့စကားလုံးပေါ့နော်မျိုးစားတို့ပါလို့အဲ့လိုပုံစံမျိုးမှလည်းအကြောင်းပြရဲနောက်တစ်ခုကကြတော့ဂါဟခုဂါဟခုဂါဟခုဆိုတာကြတော့ပချီပပူအမှုပညာရှင်ကျွမ်းကျင်တက်မြောက်သူဆိုအတိပေးကြရတယ်ပေါ့နော်နောက်တစ်လုံးကကြတော့ဟခုချူဟခုချူဟခုချူဆိုတဲ့အတိပေးကဥပမာဖွဲ့နှစ်ဖွဲ့ပဲဖြစ်ဖြစ်လူနှစ်ဦးပဲဖြစ်ဖြစ် ပိုပတ်နဲ့ဒီပတ်နဲ့ဥမာ A နဲ့ B နဲ့ဆိုလို့ရှိရင်လုံးဝဟိုတို့ရဲ့နိုးတွေကိုစွမ်းဆောင်ရည်တွေကတန်းတူပဲသိပြီးတော့စာသာနိုင်အောင်မနိုင်ပေါ့နော်လုံးဝဟိုပြောမယ်ဆိုရင်ရှင်မောက်တန်းပြီးတော့နှစ်ဖက်စလုံးရှင်နိုင်တဲ့အနေအထားမျိုးရှိတယ်ဆိုလို့ရှိရင် Haku Chu လို့ခေါ်ပါတယ်အခုလေးလာမယ့်စကားလုံးလေးကကြတော့ဟွန်းဆိုပြီးတော့အတန်ထွက်တဲ့စကားလုံးလေးပေါ့နော်ဟွန်း ဥဆိုတဲ့ဒီစကားလုံးလေးကဒီအတိတ်ကအကျဉ်းဆုံးဆိုတဲ့အတိတ်မျိုးပေါ့နော်။ဥမာလူတယောက်စီကနေလက်ခံရရှိထားတဲ့ရှင်းစစ်စ်မေတ္တာတရားကြီးကျင်နာမှုတွေတာစကဲကုညီမှုတွေနာစာခဲဂယုနာမှုတွေအဲ့ဒီလိုအရာတွေကိုကခန်းရှားစုပဲကြီးခိုးတော့ပေါ့နော်။ကျေးဇူးတင်ထိုက်တဲ့တင်တင်နဲ့လောက်ရတဲ့အပြန်လောက်တာမျိုးပေါ့နော်။အဲပြီးတော့ခင်မချိစိတ်ဆန္ဒတွေကိုဖော်ညွှန်းတဲ့ခန်းကြီးလေးဖြစ်ပါတယ်။အဲ့တော့သူ့မှာဆိုလို့ရှိရင်ဒီစကားလုံးလေးတွေတော့အုံးဆိုပြီးတတ်ထွက်တာဖြစ်လို့ကြောင့်တခြားစကားလုံးတွေလည်းတွားပြီးတော့ train set ပြီးတော့လုပ်မယ်ဆိုရင် ။ unjin unjin ဆိုကျေးဇူးရှင်ကိုပြောတာပေါ့နော်။ tasuke te kureta shito ကိုကိုညီပေးခဲ့တဲ့သူမူခေတ္တရှိတော့ပေါ့နော်။အဲ့တော့ကျေးဇူးတရားလက်ခံရရှိထားတဲ့လက်ခံခဲ့ရတဲ့သူပေါ့။အဲ့လိုပုံစံမျိုးနေရာမှာအသုံးပြုလာပေါ့နော်။အဲ့တော့သူကအီနိုချီကိုစကုတ်တဲ့ခရတာအီရှာဝါဝါတာရှိနိုဥန်ဂျင်တက်ငါရဲ့အတက်ကိုခဲ့ပေးထားတဲ့ဆရာဝါငါရဲ့ကျေးဇူးရှင်ပဲလို့ပြောတာပေါ့နော်။နောက်တစ်ခုကဥန်ခိုင်ရှိဥန်ခိုင်ရှိဥန်ခိုင်ရှိဆိုတာကကြတော့ ကျေးဇူးတုတ်ပြန်တဲ့သဘောမျိုးပေါ့နော်အဲ့တော့ဥခေတာဦးမြင့်မခုမခုဤလူကိုတော့ပေါ့နော်မခုဤလူဆိုတဲ့ဒီဘက်ကကို့ကိုတခုခုပြုတ်လုပေးထားတာတော့ကြောင့်ကို့ဘက်ကပြန်ပေးတာအဲ့ဒါကိုမခုဤလူလို့ခေါ်တာပေါ့နော်အဲ့တော့ဆိုတာတဲ့ပြုတ်တဲ့ရောရှိနီအုံးခါရှိငါစတဲ့နော်ကို့ကိုပြုစုပြုထောင်ထားတဲ့မိဘနာပါကိုကျေးဇူးပြန်တုတ်ပြန်ခြင်းနဲ့အဲ့လိုပုံစံမျိုးပေါ့နော်နောက်တစ်ခုကကြတော့မူခေမူခေကျေးဇူးတရားကျေးဇူးတရားပေါ့နော်အဲ့တော့ 小学県、小学県の恩恵を受けて、大学に通いた。そうしん、で、ピニャドーでん、たおばんじいぼの、やるはを、どうも、いらっしゃいやぼの。 အဲ့ဒီဟာကိုလုံးဝဟိုသူပြောမယ်ဆိုရင်အာဒီကားတိုင်းမေကူးမီလို့ပြောလို့ရတယ်ပေါ့နော်လုံးဝကျေးဇူးတင်စရာကောင်းများလောက်တဲ့အဆုလက်ပုံပုံစံမျိုးပေါ့နော်အဲ့ဒီဟာကိုရရှိတဲ့အတွက်ကြောင့်မို့လို့တက်တက်တူတန်နိုင်ခဲ့တဲ့ဆိုတဲ့အဖြစ်မျိုးနဲ့အသုံးပြုထားပါပေါ့နော်နောက်တစ်ခုကကြတော့ရှောင်းရှောင်းရှောင်းဆိုတာကကြတော့ဒီကျေးဇူးတင်စိတ်ကိုပြောတာပေါ့နော်ကျေးဇူးဒီကျေးဇူးတင်အောင်လက်ခံရရှိရတဲ့ကြောင့်မူကျေးဇူးတင်နေဆိုတဲ့ဟာမျိုးပေါ့နော်ဆူဆူပြောရှိခဲ့တဲ့ရှောင်းကိုင်ကဤကားတဲ့တာပေါ့နော် ဒီလောက်ကလည်းဒါပေါ့နော်ဆိုလို့ရှိရင်ဒီစောစုပြောရှိကြည်ဆိုတာကျတော့ဖွင့်နေတဲ့ပင်အခမ်းအနားမှာရှောင်းကင်ဆိုတာကျတော့ပြောမယ်ဆိုရင်ကျေးဇူးတင်တဲ့ပွဲပါတီပေါ့နော်ဟိုမြန်မာလူမျိုးစုရဲ့ဆရာကတော်ပွဲလိုပါတော့လို့ပုံစံမျိုးနဲ့ဆင်းတာပေါ့နော်အဲ့ဒါကိုဖွင့်လိုက်ခဲ့ဆိုရင်ပုံစံမျိုးပေါ့နော်နောက်တစ်ခုကကျတော့ဟိုးအွန်းဟိုးအွန်းဟိုးအွန်းဆိုတဲ့အဓိပ္ပာယ်ကကျတော့ ပြောမယ်ဆိုရင်ကျေးဇူးတရားကိုပြန်ပြီးတော့ဟိုတုတ်ပြန်ပြီးတော့တခုခုပြန်လုပ်ပေးတဲ့ပုံစံမျိုးပေါ့နော်ရှင်တော့ဘိုးရှိရဲ့နီးဟိုးအောင်နော်နန်ကိုတိုက်တဲ့ဤတွေ့ပေါ့နော်ဆိုလို့ရှင်ဒီဆရာရဲ့အစုံအမပါပေါ့နော်အစုံအမတွေမှာဆိုလို့ရှိရင်မေတ္တာတရားနဲ့ပတ်သက်ပြီးတော့ပြန်ပြီးဘလို့တုတ်ပြန်ရမယ်ဆိုတဲ့နန်းပေါ့နော်ဒီစိတ်ဒီစိတ်ထားပုံစံအယူအဆတွေအကုန်လုံးကလုံးဝအရှင်ထဲမှာအရှင်ထဲမှာအပြည့်ရှိနေရဲဆိုတဲ့ပုံစံမျိုးနေရာမှာအသုံးပြုထားမျိုးပေါ့နော် အခုနောက်တစ်ခေတ်မှာမယ်စကလုံးလေးကကြတော့ဂိုင်းဆိုပြီးတော့ data service စကလုံးလေးပေါ့နော်သူရဲ့တစ်ခုလေးအထိတ်တွေကကြတော့ hot in over the gang ခံဆိုတော့ပုံစံမျိုးပေါ့နော်ပြောမယ်ဆိုရင်အပိတဲ့အချိန်ကြီးအဲပြီးတော့ကြောက်ကတ်ချက်ပေါ့လို့ပုံစံမျိုးညာမှာလည်းအထိတ်တွေရတယ်ပေါ့နော်ပြောမယ်ဆိုရင်ခုခံကြည့်ကံတော့ no တော့ခုကိုရတော့တော့ဒီရောက်စက်ထုံးမှုအချိန်လေးအဲဒီလိုပုံစံမျိုးတွေမှာ over the gang ခံလို့မအောင်ပြည့်ရဲ့ အဓိပ္ပာယ်ရောစကားလုံးလေးပေါ့နော်အဲ့တော့သူကကြတော့ဒီငါတို့အပြည့်အစုံပြီးတော့ short guy ဆိုပြီးတော့တုံးပြတော့ညာပေါ့နော်ဒီ short guy ဆိုရဟာကအဓိပ္ပာယ်ကချင်းစီလို့ဆိုပေတယ်သူဘဝတစ်ထောင်ရှောင်းအကုန်လုံးပြောတာပြောမှဆိုရင်တစ်သက်လုံးတစ်ထောင်ရှောင်းလို့ဆိုတဲ့ပုံစံမျိုးညာမှာအတုံးပြရဲ့ခါရီဝါ short guy ကိုကာကေတဲ့ king good ဆိုတဲ့တာဆိုရင်သူကသူ့ရဲ့ဒီတစ်ထောင်ရှောင်းသူရဲ့ဘဝတစ်ခုကိုပြောင်းချောင်းအောင်ပြီးတဲ့အချိန်လေးအချိန်ကိုသူကဒီသူတည်တမပြည့်တဲ့အစီအမဆက်တိုက်လုပ်ပါရဲဆိုတဲ့အတိတ်ပဲလို့ ਨੇ အသုံးပြုထားတော့နော် နောက်တစ်ခုကကြတော့ဒီလူသုံးရှောကိုင်းဆိုလို့ရှိရင်ဒီအလုံးလုံးတဲ့ကာလာတလျှောက်တော့အလုံးလုံးနေတဲ့တဘောကတော့တလျှောက်တော့သူရဲ့ဒီဘောတစ်ခုပေါ်မှာအလုံးလုံးနေတဲ့ကာလာပဲအကုန်လုံးကိုတုံ့ပြန်တာပေါ့နော်ဆိုတော့ခိုင်းရှာတယ်နော်လူသုံးရှောကိုင်းဟိုအရေးဒါဆိုလို့ရှိရင်ဆိုတော့ခိုင်းရှာတယ်နော်ဆိုကြဒီကုမ္ပဏီမှာလည်းအပြီးသက်ကိုယ့်ရဲ့ဒီအလုံးလုံးတဲ့ခါအခုတစ်ခုကိုအပြီးသက်ဖြစ်တယ်ပေါ့နော်ဆိုပြီးတော့တုံ့ပြန်တာဖြစ်ပါတယ် ถ้าสมมติน้องนัทพี่ดูหรือมาทักพี่ว่าดูแล้วนะจำมาตั้งเอง